ကိုလုံးတဲ့လုံးကိုကိုတောင်းဝင်ယူရမယ်ဗျအဲ့ဒါမှစစ်သားကောင်းကြောင့်ကြောင်းကောင်းဖြစ်မှာပေါ့အောက်မှာအကုန်လုံးကဒုက္ခတွေဝေတီခေါင်းလန်းပြီးတော့အကုန်လုံးပြဿနာတွေအတီးတီးတက်နေတယ်ဘာမှမသိဘူးမသိသိအောင်လုပ်မလားဆိုလဲမလုပ်ချင်ဘူးနိုင်ငံတဝင်းစည်ရင်းနိုင်ငံရေးကြီးကျယ်ရှုံးနိမ့်မှုနဲ့ပတ်သက်ပြီးစစ်တပ်ထောက်ခံသူတွေကိုယ်တိုင်ကအာဏာသိမ်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမရောက်နိုင်ကို ဝေဖန်ပြစ်တင်နေကြပါတယ်။ဆက်အနာသိမှုကိုစန့်ကျင်တဲ့ပြည်သူတွေကိုစူစူဝဝနှိတ်ကွနေတဲ့အာနာသိန်းကောင်းဆောင်ဟာအခုတော့သူ့ကိုထောက်ခံတဲ့သူတွေကိုပါပြန်ဖမ်းနေပါတယ်။အဖမ်းခံရတဲ့တပ်ထောက်ခံသူတွေဟာစစ်ကောင်းဆောင်နဲ့စစ်တပ်ကိုဝေဖန်ပြစ်တင်နေတဲ့သူတွေဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ၂ရက်ကစစ်တပ်ထောက်ခံသူဇော်ဘုံဟိန်းဆိုသူဟာပြုံးလယ်မျိုးကသူ့နေအိမ်မှာစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ လက်ရှိမှာတော့သူ့ကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့မန္တလေးနန်းလွင်စစ်ကြောရေးမှာစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။လက်ရှိသူ့ကိုဆက်သွယ်ရေးဥပဒေပုံမှာ66ကာကြီးနဲ့ရန်ကုန်မှာအမှုဖွင့်ခံထားရတာတော့ရှိတယ်။အခုကဘာကြောင့်ဖမ်းနေဘာပုံမှတ်တွေတက်မယ်ဆိုတာတော့တိတိကျကျမသိရသေးဘူး။နောက်ပိုင်းခံဝင်နဲ့ပြန်လွှတ်ပေးရင်တော့မပြောတတ်ဘူး။အခုထိတော့ပြန်မလွှတ်ပေးတာသိကြတယ်။ နမကရဲပါလေချောတိုက်တော့ပြလို့တဲ့ဇော်ဘုံင်းတို့ကြော်စိုးဦးတို့ဒဇင်ဦးတို့ဟာတဲ့ဂရင်အောင်မှာပုံးနေရတယ်ပုံးနေတာပဲဟာဒီမှာကြည့်လိုက်ပါငါတို့ကဂိုးလေးပဲတော့မှဒီမှာဒီမှာဒီမှာကိုလာရှုမျိုးကရှေးမြောက်တိုင်းစစ်ဌာနချုပ်ရမခကြားခဲ့ရင်ကိုကူကူမီရှုတက်တယ်မယ်လို့ကြုံဝါဘူးသူလို့လဲဆိုပါတယ်သူဟာလူမှုကွန်ရက်ဆာမျက်နှာမှာစေကောင်းဆောင်ဘူဂျုံမူကြီးမြင်အောင်လိုက်ပါဝင်စေကောင်းဆောင်တွေကိုပြင်းပြင်းထန်ထန်ဆဲဆိုဝေဖန်နေတာကြောင့် ဇော်ဘုံဟင်းကိုဖမ်းဆီးအေးအေးယူဖို့စစ်တပ်လော်ဘီတို့ဖြစ်တဲ့ဟန်ငင်းဦးကလှုပ်ဆောင်ခဲ့တာလို့လည်းသိရပါဗျ။လက်ရှိမှာတော့သူ့ကိုစစ်ကောင်စီကဆက်သွေးဥပဒေတက်မောင်ခိုမှုလက်နက်မှုနိုင်စင်မဲ့ကာယဝယ်မှုတွေနဲ့ဖမ်းဆီးထားပြီးတရားစွဲနိုင်မှုလှုပ်ဆောင်နေတယ်လို့ဟန်ငင်းဦးကသူ့ရဲ့ Telegram စာမျက်နှာမှာရေးသားထားပါဗျ။ဇော်ဘုံဟင်းဖမ်းဆီးခံရမှုကိုကန့်ကွက်နေကြသူတွေနဲ့ပြန်လှုပ်ပေးဖို့တောင်းဆိုနေကြတဲ့စစ်တပ်ထောက်ခံသူတွေကိုလည်းစစ်တပ်ကပုံကံဖြုတ်ချဖို့ကြံစီနေတဲ့ ပူးတက်တရှူတွေအဖြစ်ဖက်စီရေးယူဖို့ပြောထားတာလည်းတွေ့ရပါတယ်။စစ်ကောင်စီဘက်ကတော့ဇော်ဘုံဟိတ်နဲ့ပတ်သက်လို့ဘာတစ်ခုမှထုတ်ပြန်ထားတာမရှိပါဘူး။သူတို့ထောက်ခံနေထောက်ခံတဲ့သူတွေလည်းသူတို့ဝေဖန်ထောက်ပြရင်သူတို့ကဖမ်းမှာပဲမကြိုက်ဘူး။ကျွန်တော်တို့ဒီစစ်ကောင်စီကဒီလိုမျိုးပဲကျွန်တော်တို့လုပ်ငန်းရှိညှိနှိုင်းအစည်းအဝေးမှာဆိုရင်လည်း တန်မှုလုပ်တဲ့သူကသူ့သဘောတွေသူ့လုပ်ချင်တဲ့ဟာတွေကြီးပဲပြောပြပေးတာအောက်ကနေပြီးတော့တခုခုတင်ပြပြီဆိုရင်အဲ့တင်ပြချက်ကိုသူတို့နားထောင်တာမဟုတ်ဘူးသူတို့ဝေဖန်တဲ့ပုံစံမျိုးလိုပဲဒါသူတို့ကသဘောထားတာပေါ့နော်အခုနောက်ဆုံးတယောက်ဖမ်းတဲ့ဇော်ဖုံးဝဲဆိုရင်တော့သူကပိုးဆူးတယ်သူကတာတာလေးနဲ့နာနာကြိုင်နေတာညားနေပြီတိုင်မှုဘူချုပ်အဆင့် level တွေလည်းအရက်တောက်ပြီးတော့မူးပြီးတော့မြီးနေတာပေါ့နော်ကြာနေပြီကြာနေပြီဆိုတော့သူတို့အဲ့ဒါဘလို့မှ ထိတ်မရတော့လို့ပေါ့နော်ထိတ်မရတော့လို့ဒါဖမ်းလာတဲ့အနေထားသူတို့သူတို့လူကသူတို့ကိုပြန်ဝေဖန်လို့မရဘူးသူတို့ပြောသမျှကိုသူကဟုတ်ကဲ့ပဲ yes ပဲလိုချင်တာပေါ့အဲလိုမျိုးအနေထားမျိုးတွေ့ရတယ်ဝေဖန်ရင်သူ့ဆရာဦးသားရွှေရဲ့တမက်ကိုတောင်ဖမ်းသေးတာပဲအဲ့တော့ကြံတဲ့သူတွေ live ပေါ်မှာသူတို့ကိုတွားပြီးတော့အွန်ချောင်းတွားပြီးဝေဖန်လို့မရအောင်အကောင့်မြောက်ပြောနေမှရမယ်အနေထားမျိုးရှိတယ်အဲသူတို့ lobby တွေနဲ့ကြောက်သွားပြီသူတို့စစ်တပ်ကိုမဝေဖန်ရဲတော့ဘူးပေါ့နော်အဲ့လိုမျိုးအနေထားမျိုးတွေတောင်း ဖြစ်လာတဲ့သဘောကိုတွေ့ရပါတယ်ဗျဟုတ်ကဲ့လက်ရှိမှာတော့အာနာသိမ့်မိကလေးကစစ်တဲ့လှုပ်ဆောင်ချက်တွေကိုစင်စက်မပြတ်ထောက်ခံအားပေးလာခဲ့ပြီးစစ်တပ်ထောက်ခံသူတွေဖြစ်နေကိုကိုကိုလက်ခံထားကြသူတွေကိုယ်တိုင်စစ်တဲ့ရဲ့စီးရီးရှုံနေမှုတတွင်းမညီမျှမှုတွေနဲ့ အကျင့်ပြတ်ချစားမှုတွေကိုဝေဖန်ပြောဆိုလာတဲ့အထိအခြေအနေတွေပြင်းထန်လာခဲ့တာပါဒီလိုဝေဖန်ပြောဆိုမှုကြောင့်ဖက်စီခံနိုင်ရတဲ့စစ်တပ်ထောက်ခံသူတွေများစွာရှိလာနေပြီးသူတို့ကိုနိုင်ငံတော်ကြီးညိုပြက်စီမှုရစသက်ကြီးဥပဒေပုံမှ905ကကြီး124ဥပဒေတွေနဲ့အရေးယူထောင်ချမှုတွေရှိနေပါတယ်ဒီရစသက်ကြီးဥပဒေပုံမှတွေဟာစစ်ကောင်စီကဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေများစွာကိုဖက်စီထောင်ချခဲ့တဲ့ဥပဒေပုံမှတွေလည်းဖြစ်ပါတယ် သူ့ကိုထောက်ခံတဲ့သူတွေကိုယ်တိုင်သူ့ကိုပြန်ပြီးဆန့်ကျင်လာတဲ့အနေထားပြအောင်မှဖြစ်လာတာ။ဟုတ်ကဲ့။ဒီနေ့ကရှိတဲ့သူထိုင်ထောက်ခံနေဆိုရဲအဲလူတွေမှာကဘုံတော်ကြီးတွေပါတယ်။အဲဒီဘုံကြီးတချို့ကနော်ဒီကောင်းဆောင်တွေကိုဟိုပြစ်တယ်ပြောဆိုတဲ့ဒီစားတွေရှိခဲ့ပါတယ်။ဒါနဲ့ဘုံကြီးတွေဖြစ်တော့တိတ်ပြီးတော့ဘယ်လိုရည်ရွယ် နေနေခဲ့တာအဲတော့သူရဲ့တော်ပြီးလုတ်တဲ့ကောင်းကြီးတွေမှာရတားတွေရကူဟိုဖန်ဆာတဲ့ပုံကိုဆိုလို့ရှိရင်သူရဲ့အဲပြောစစ်ချက်ကိုပြန်ကြည့်ရကောဒီမေအောင်ဆိုင်ရဲ့ဒီသူရှိကောင်းဆောင်ကိုပုဂ္ဂိုလ်ရဲ့အဲစောကားပုတ်ခတ်တာရှိတယ်အဲ့တော့အဲ့ဒီလော်ဘီလုပ်နေတဲ့ကောင်တွေအားလုံးကသူတို့ကိုအေးအေးယူမယ်ဆိုရင်ရေးယူကြ ြင်းမှုရလူတိုင်းရှိနေတာကြီးပဲတယောက်ကိုသုံးလေးမူလောက်ရှိတယ်နော်အဲချိန်မှုတွေငွေကြေးမှတမန်မှုတွေမျိုးစုံရှိတယ်အဲတော့သူတို့ကကာလာတစ်ခုတော့သူတို့ကောင်းဆောင်နေပြီနော်မထိခိုက်သေးတဲ့ကာလာတစ်ခုတွင်မှာတော့သူကစွန်ဓာရီကိုဖွင့်ပေးထားတာအခုကတော့သူတို့ရဲ့ကျောင်းစုံမှုရှင်းချက်တွေကတော့ကိုပြင်းထန်ရင်းပြီးတယ် ဆဲဆူတာတွေဖြစ်ဖြစ်လာတဲ့အခါကျတော့ဒါမျိုးတွေဆက်ပြီးတော့ပြန်သွားမလာဘူးအတွက်ဒါရှိတယ်ဆိုကျွန်တော်ကတော့ယူဆပါတယ်အဲဒါကြောင့်ဒီလူတွေကိုဖမ်းလိုက်တယ်ဖမ်းလိုက်တဲ့အခါလဲငကူတွေကအမှုခင်းနေရအသိရှိပြီးသားဖြစ်နေတဲ့အခါကျတော့အရင်ယူချက်ပုံမှန်တွေကလည်းအသိရှိဒါအပြင်စစ်ကောင်စီကိုဝေဖန်ထောက်ပြတရော်လို့ဖမ်းဆီးခံရတဲ့စစ်တပ်ထောက်ခံသူတွေပြူစိုးတီကောင်းဆောင်တွေနဲ့ အငိမ့်စားတက်မတော်အရာရှိတွေဗိုလ်မှူးကြီးတွေလည်းရှိနေပါဗျ။မြေပြင်ပကတိခြေနေတွေကိုရေးသားတဲ့စစ်တပ်ထောက်ခံသူတွေကိုဖမ်းဆီးမှုတွေရှိနေပြီးမိထီလာမျိုးအတွင်းမှာစစ်မှုထမ်းအတွက်လူစားတို့ငွေကြေးကောက်ခံနေမှုလူစားတို့ဘုတို့ကိုငွေကျပ်သိမ်းဆည်ချီပေးနေရမှုနဲ့ပေါ်တာဆွဲဖမ်းဆီးနေမှုတွေကြောင့်လူငယ်တွေပြင်မထွက်ရတော့တဲ့ခြေနေတွေကိုရေးသားဖော်ပြခဲ့လို့အငိမ့်စားအုပ်ခွဲတက်ချက်ကြီးတအူးလည်းဖြစ်ပြူစောတိကောင်းဆောင်လည်းဖြစ်တဲ့ဇော်ယွထွန်းကို 2025မေ15ရက်ကဖမ်းဆီးခဲ့ပါသေးတယ်။ဒါအပြင်စစ်တပ်ထောက်ခံသူ9မင်းဆွေစစ်တပ်ကနေဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့အနားယူခဲ့တဲ့ပြည်သူ့ရှေ့ဆောင်ပါတီကဥကျော်စီရတို့ကိုလည်းစစ်တပ်ပေါ်ဝေဖန်ပြောဆိုရေးသားမှုတွေကြောင့်ဥပဒေပုံမှန်တွေနဲ့ဖမ်းဆီးထိန်သိမ်းထားပြီးအခုချိန်ထိပြန်လည်လွှတ်ပေးတာမရှိသေးပါဘူး။ဒီတစ်ဖက်ကလည်းဒီကောင်ရဲ့အင်အားစုတွေဘက်ကပုံစံမျိုးစုံနဲ့အမေတိန်ထုတ်နိုင်တယ်မြို့တွေတိန်လာနိုင်တယ်အပြီးတော့စကမ်းတွေတိန်လာနိုင်တယ် အစီအစဉ်နေမြင်လာတယ်အဲပြီးတော့ပုံစံမျိုးစုံနဲ့ဟိုဟိုတက်ကောင်စီရဲ့လက်နက်ခဲယမ်းတွေကိုစုလိုက်ပြုံလိုက်ပြီးရလာတယ်အဲ့တော့ညာပေါင်းရှောက်ခုနောက်ပိုင်းမှာခက်ဆိတ်ဆိတ်ဖြစ်လာတဲ့အချိန်မှာအဲသူတို့ကြောက်လာတာပေါ့ကြောက်လာတယ်သူအားလိုအားမရဖြစ်လာတယ်အဲသူတို့တောင်းလျှောက်တက်ကောင်စီဘက်ကနေပြီးတော့ဒီဒီလူတို့ကိုဒုက္ခပေးဖို့ရောတော်လိုင်းရာစုတွေကိုနှိမ့်ကပိတ်ကုတ်ဖို့ရောပုံစံမျိုးစုံနဲ့ပြောလာတဲ့လူတွေဆိုတော့တော်လိုင်းရာစုတွေဘက်က တိုင်းအောင်နဲ့ဒီနေ့တို့တော့နေရာမရှိတော့ဘူးတိကောက်စီလည်းတို့ဖက်ဖက်ကရှုံးနေရတဲ့ချိန်ပြီးတော့တို့ဘက်မှာလည်းဒီပုံစံမျိုးစုံနဲ့ဟိုတက်တွင်းပြုတ်ကွဲမှုတွေဖြစ်လာတဲ့ချိန်မှာဒီငကောကတို့ဖားရပြီးတော့ပြောနေတဲ့ကောင်တွေကအခုတို့ဝေဖန်တိုက်ခိုက်လာတော့အဲဒီကောင်တွေအနေနဲ့ခုလိုချိန်မှာဆက်ရမ်းရမ်းပြီးတော့ဖန်တီးတာမျိုးတွေလည်းဖြစ်ဖြစ်လာတာပေါ့တပတ်မှလည်းစစ်တပ်အတွက်ဝါဒဖြန့်တဲ့တဲ့ရေးသားတင်ဆက်နေတဲ့သတင်းတောက်ကျော်စိုးဦးမဘာသာဖွဲ့ဝင်လည်းဖြစ် စစ်တပ်ထောက်ခံသူလည်းဖြစ်တဲ့မပူတူနဲ့ပြူစောတီကောင်းဆောင်မဘာသာဖုန်ကြီးဖြစ်တဲ့ပေါကူတော်တို့ကိုလည်းစစ်တပ်ကဖမ်းဆီးပြီးစစ်ဆေးမေးမြန်းခဲ့ပါသေးတယ်။ဒါအပြင်2021အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်းဆောင်ဘူဂျုံမူတီမေအောင်လိုင်ကိုဝေဖန်မှုတွေပြုလုပ်ခဲ့တဲ့အငိမ့်စားတပ်ရာရှိတွေဖြစ်ကြတဲ့ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထုတ်စစ်အနာရှင်ဟောင်းဦးတန်းရွှေရဲ့သက်မှတ်လည်းဖြစ်စစ်စေးတပ်ကနေဘူမူကြီးစစ်နဲ့အငိမ့်စားယူခဲ့တဲ့ဒေါက်တာနေစုမောင် အငိမ့်စာဒုတိယဖိုလ်ချုပ်ကြီးမြင့်လိုင်တို့ဟာလည်းစစ်တပ်ရဲ့ဖမ်းဆီးထောင်ချခြင်းကိုခံထားရပါဗျ။